ဟယ်လိုမင်္ဂလာပါကျွန်တော်နာမည်ဘွိုင်းဆိုတာဒီကနေ့ကကျွန်တော် CR မောင်နှမတွေအတွက်ကျွန်တော်ငယ်ငယ်ကတည်းကနေကြောက်ဘူးလေးရှိတဲ့ခေါင်းစဉ်လေးတစ်ခုပြောပြမယ်ပညာသည်လူဤတန်ဖိုးဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ရဲ့ digital voice လေးကိုနားဆင်ပေးပါဦးပညာဆိုတာအရင်တန်ဖိုးရှိတဲ့စာအုပ်တွေ knowledge တွေအရင်များတဲ့စာအုပ်တွေဖက်ပြီးတော့မြည်ဆန်းရတဲ့အရာမဟုတ်ဘူးကိုတည်ကျင်တဲ့အရာမှန်တယ်မြောက်ကိုမစွန်စားရဲရင်ဘယ်တော့မှမရဘူးလိလချင်းဆိုလိုတာ ပညာရှိတဲ့လူတယောက်ကမြည်သည့်ပြဿနာမြည်သည့်အခက်အခဲကိုမစို့ဖြစ်ရှင်းနိုင်တယ်။ပညာဆိုတာကတော့လူဘဝရဲ့အဖို့ပညာဆိုတာကတော့လူဘဝတစ်လျှောက်လုံးအတွက်ကိုယ့်အတွက်ဝမ်းစာဖြစ်တယ်။အဲ့လိုလူတွေကိုလည်းလူဖွဲ့စည်းကနေပြီးတော့မလိုအပ်ဘူးဆိုတာမရှိဘူး။သူတို့ရဲ့တန်ဖိုးတွေကနေပြီးတော့လူမှုရေးကနေပြီးတော့စီးပွားရေးအထိမြင့်တက်လာနိုင်တယ်။ ပညာရတယ်ဆိုတာကတော့အသိပညာအတွေ့အကြုံနဲ့နားလည်သမျှရာကုန်လုံးကိုကိုယ်ပိုင်ဖြစ်လာတာကိုဆိုလိုတာအသိပညာဆိုတာကတော့သင်ကြားမှုပိုင်းဆိုင်ရာတွေကနေပြီးတော့သင်ယူတက်မြောက်လာသမျှမှတ်သားနိုင်ခြင်းကိုဆိုလိုတာအတွေ့အကြုံတွေကတော့လူဘဝရဲ့လက်တွေ့လှုပ်ဆောင်နိုင်ပြီးတော့အနာဂတ်အတွက်ကောင်းကောင်းအသုံးချနိုင်တဲ့နည်းလမ်းအတတ်ပညာတွေအကလုံးဆိုလိုတာနားလည်မှုဆိုတာကတော့ကိုယ်တည်သမျှတက်သမျှအရာကုန်လုံးကိုဖြစ်လာနိုင်တဲ့အခြေအနေပေါ်မှာမူတည်ပြီးအသုံးချတတ်တဲ့စွမ်းရည်ကိုပြောတာ ပညာရတယ်ဆိုတာလူတယောက်တည်းနဲ့ပြီးတဲ့ကိစ္စတော့မဟုတ်ဘူး။တယောက်ယောက်ကသင်ပေးတယ်လမ်းပြတယ်ပြီးတော့လေ့လာရတာနဲ့ကိုကြုံတွေ့ရသည်များအကုန်အတွင်းနဲ့ပေါ်ထုတ်ပြပြီးတော့လှုပ်ဆောင်ရတဲ့နီးလန်းစဉ်ဖြစ်တယ်။လူတယောက်ပညာရတဲ့အခါကိုယ့်ရဲ့အတွင်းအမြင်ဆုံးဖြတ်ချက်တွေကကိုလှုပ်သည်များအပေါ်မှာ ကိုလို့သမျှပုံမမှန်ကန်တိကျမှုရှိလာပြီးတော့အခက်အခဲတွေကိုဖြေရှင်းနိုင်စွမ်းကလည်းပုံမများလာပြီးတော့ကိုကိုကိုယုံကြည်မှုရှိပြီးဘဝတစ်ခုကိုပိုကောင်းအောင်ထိန်းချုပ်လာနိုင်တယ်ဥပမာလူတစ်ယောက်ကဈေးရောက်တက်ရင် စီးပွားရေးပညာရရင်ကိုလုံးမဲ့လုပ်ငန်းတစ်ခုကိုစတင်ပြီးတော့ဘဝရဲ့တန်ဖိုးတိုးတက်လာစေတယ် လူဖွဲ့စည်းတစ်ခုလုံးထဲမှာတန်ဖိုးရှိလာတာကပညာတတ်သူတော်တော်များများရဲ့အကျင့်ကလူမှုအတိုင်းအဝန်းတစ်ခုလုံးကိုခရုတဆိုင်ယုံကြည်လေးစားတတ်ပြီးတော့လူတယောက်ဤအကျင့်ကိုနီးလန်းတွေအကူအညီမှုတွေလမ်းပြောင်းမှုတွေအကုန်လုံးကိုတစ်ခုမကျန်တန်ဖိုးထားတတ်တယ်အဲ့ဒါပညာတတ်တွေကိုတက်တဲ့ပညာရက်တွေကသူတပွားအတွက်အကျိုးဖြစ်ထွန်းရင်လဲလူမှုဆက်ဆံရေးတွေတိုးလာတယ်ဥပမာကျောင်းဆရာတယောက်အနေနဲ့တရွာလုံးကိုပညာသင်ပေးနိုင်တယ်လို့တရွာလုံးကလည်းအားထားရအချင်းခံရတဲ့လူတယောက်ဖြစ်လာတယ် လူတယောက်ဟာအတန်းပညာပြီးလို့ဘဝအတွက်ပညာတွေရှိလာပြီဆိုရင်အလောက်ကိုင်းအခွင့်အလမ်းတွေများလာမယ်နိုင်ငံတကာနဲ့ပြိုင်ဆိုင်တဲ့စွမ်းရည်တွေတိုးလာလိမ့်မယ် ကောင်းမွန်တဲ့ဘဝနီလန်းတွေကိုပုံမလျှောက်ဖွေလာနိုင်ပြီးတော့ပညာသည်လူတစ်ယောက်၏အတွင်းမြင့်ကျင်းပေါ်စေရိုက်တဲ့ဘဝအခြေအနေတစ်ခုလုံးမြင့်တင်ပေးနိုင်တဲ့အရာဖြစ်လာလိမ့်မယ်။ကျွန်တော်တို့အာရှရဲ့စီးပွားရေးတွေကြားထဲမှာအတူယူလေးစားစရာကောင်းတဲ့စီးပွားရေးသမားတစ်ယောက်ရှိတယ်။ Chinese ကမစ္စတာဂျင်မာအမည်ရှိတဲ့ဘီလီယံနာတစ်ယောက်အကြောင်းကျွန်တော်အချင်းချုပ်ပြောပြမယ်။မစ္စတာဂျင်မာက Chinese ကဆင်းရဲတဲ့မိသားစုတစ်ယောက်ကနေပြီးတော့မွေးဖွားလာတဲ့လူတစ်ယောက်ဖြစ်တယ်။သူ့ဘဝရဲ့ပထမအုံဆုံးအလုပ်ရှောက်လွှာတွေအကုန်လုံးကအပယ်ချခံရသူလည်းဖြစ်တယ်။ KSC အလုံလျှောက်တဲ့ခါမှာ24ဦးမှာ23ဦးအလုံခက်ခံရပြီးတော့သူတယောက်တည်းကိုပယ်ခဲ့တယ်။အဲ့ဒါနဲ့အင်္ဂလိပ်စာတွေကိုစတင် လေ့လာပြီးတော့နေ့တိုင်းမြို့တဲ့ထွက်နိုင်ငံခြားခီးသွားရင်လည်းစကားပြောဆိုလို့ရှိတယ်။ Internet နဲ့ e-commerce ပညာကိုကိုဘာသာလေ့လာပြီးတော့အတိတ်တိထွင်တယ်။နောက်ဆုံးတော့သူစူးစမ်းလို့ရတာတဲ့ပညာနဲ့ Alibaba Group ကိုတည်ထောင်နိုင်ခဲ့တယ်။ မစ္စတာဂျမားရဲ့ကြိုးစားမှုက Chinese တစ်ခုလုံးရဲ့လူမှုတိုင်ဝန်ကြားထဲမှာအာယုံစိုက်ခံရပြီးတော့ဂယူးစိုက်ခံရတဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်။သူရဲ့ကြိုးစားမှုအထောက်အမှုကကျွန်တော်တို့လူငယ်တွေရဲ့စံပြပုဂ္ဂိုလ်တူဖြစ်လာပြီးတော့ဆိုလိုတာမစ္စတာဂျမားရဲ့ဘဝချမ်းသာမှုပြောတာမဟုတ်ဘူး။ သူမှာတီးကျင်တဲ့အရာမှန်တမျှကိုစွန့်စားပြီးတော့ပညာရှာခဲ့လို့အောင်မြင်မှုတစ်ခုကိုရလာတယ်ဟုဆိုလိုတာပညာနဲ့လေးလာမှု အစဉ်တွင်တိဆောက်ခဲ့တဲ့စွမ်းရည်တွေကြောင့်လူတစ်ယောက်ရဲ့ဘဝအစည်းအဝေးနဲ့လူမှုတန်ဝိုင်းကတန်ဖိုးတစ်ဖြည်းဖြည်းနဲ့တက်လာမယ်ဆိုတာကိုလည်းကျွန်တော်တို့သိထားဖို့လိုတယ်ပညာရတကယ်ပဲလူရဲ့တန်ဖိုးဆိုတာကိုငယ်ကတည်းကကြားဘူးတဲ့အတိုင်းပဲဘဝမှာရေးပါတယ်အားလုံးပဲနေရာပဲရောက်ရောက်အသိပညာတက်ပညာလေးတွေကိုကိုတက်နိုင်ဆုံးတော့သင်ကြပြီးတော့ ကျွန်တော်တို့နိုင်ငံကိုအသက်အနှစ်ပြန်လည်တည်ထောင်ဖို့အတွက်တော့ကျွန်တော်အကြံပြုခြင်းတယ်ကျွန်တော်ရဲ့ digital voice လေးတွေကကျွန်တော်ရဲ့ recording လုပ်တဲ့အချိန်မှာကျွန်တော် microphone တွေဘာတွေမသုံးတဲ့အတွက်အပြင်နှောက်ရတဲ့အတန်တွေဘာတွေကြားရရင်လည်းကျွန်တော်ကြိုပြီးတော့တောင်းပန်ထားခြင်းပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပြီးပြီးတော့အားပေးကြပါအောင်လို့အကြံပြုနေအားလုံး A channel ဘုရားမြတ်ကိုပိုင်ဆိုင်ကြပါစေနောက်တစ်ပုံမှာထပ်တွေ့အောင်